ဒီနေ့ပိုင်းမှာတော့ Uchiha Sasuke ကခကာရှိကိုတိုက်ရိုက်ရင်ဆိုင်မှုအကြောင်းဖော်လာပါတယ်။ Sasuke ကခကာရှိကိုသူ့ရဲ့ Shuriken နဲ့လည်းပြစ်ပြီးဗတ်တယ်ကိုစားလိုက်ပါတယ်။ခကာရှိကလွယ်လွယ်ပဲရှောင်လိုက်နိုင်ပေမဲ့နောက်တူလို့ငပုံးမှုဟုတဲ့ Sasuke ကအောင်ကျောက်တွေကိုကြိုးရင်စီစဉ်လာတာမို့လို့ခကာရှိလည်းစာအုပ်တော်ဖတ်ချင်မရဖြစ်နေပါတယ်။ Tanjutsu မှာလည်း Sasuke ရဲ့ Tanjutsu ကသွားနှလုံးမရတဲ့အနေထားမှာရှိနေပြီးကျူလုံးကိုရောက်ဖို့လက်တကန်းလိုထိပြသွားပါတယ်။မေလဲနေတဲ့ Sakura လည်းပြန်တရီရလာပြီး Sasuke ကိုလိုက်ရှာပါတယ်။ပြစ်ပင်မှာတွဲလောင်းလေးစင်ကြနေတဲ့ Naruto ကထမင်းမှုတွေကိုတွေ့လာတာမို့လို့မျက်နှာကြီးကဖြီးနေပါတယ်။ခကာရှိနဲ့ Sasuke တို့ဘက်မှာလည်း Sasuke ကဂန်နင်းတယောက်တတ်တင်လာတဲ့ပိုးတဲ့ Fireball ကျဆူနဲ့တိုက်ခိုက်လိုက်ပါတယ်။ဒါပေမဲ့အဲ့နေရာမှာ Kakashi ကမရှိတော့လို့ Sasuke တယောက်ကြောင်နေတော့မှာပဲငယ်ကြီးတွေကနေထွက်လာပြီး Sasuke ကိုမြေမှုပေးလိုက်ပါတယ်။အဖက်ကသမင်းခိုးစားဖို့လုပ်နေတဲ့ Naruto ရဲ့နောက်ကို Kakashi ကရောက်လာပြီး Naruto ကိုကျိုးနဲ့တုတ်ထားလိုက်ပါတယ်။ Sasuke ကိုရှာနေတဲ့ Sakura ကငယ်ကြီးတဲ့မြုပ်နေတဲ့ Sasuke ကိုမြင်ပြီးထပ်မေးလေသွားလို့ Sasuke ကပဲပြန်သီးအောင်လုပ်ပေးလိုက်ပါတယ်။ Sakura ကဒီကလက်လျှော့လိုက်ပြီးနောက်တစ်ခါမှထပ်ကြိုးစားဖို့ပြောတော့ Sasuke ကလည်းသူလူတယောက်ကိုတတ်နိုင်ဖို့အတွက်ဆိုရင်အဲ့လူထက်သားတဲ့ Shinobi တယောက်ဖြစ်လာရမယ်လို့ပြောရင်းပဲအချိန်ကပြည့်သွားပါတယ်။ Kakashi က ဖိုက်ဆံနေတဲ့၃ယောက်ကိုကြည့်ပြီးစောင်းမွဲကြတော့လေအကယ်ဒမီကိုပြန်သွားစရာမလိုဘူးလို့ပြောလို့၃ယောက်သားပြောမလိုပဲကြံနေတယ်။အခါရှိက၃ယောက်လုံးကိုရှင်နိုဘီမဖြစ်တတ်ဘူးလို့ပြောရင်းနဲ့ပဲနာတိုမန်က Volume 1 Chapter 7ကဆုံးသက်ထားပါဗျ။ brother တို့ကနာတို့မန်ဂါဖတ်ဖို့အချိန်အများကြီးမပေးနိုင်ဘူးဆိုရင်ကျွန်တော်တို့ရဲ့ Ninja Justice Arena မှာအစားဆုံးတင်ပေးသွားမှာမို့လို့ကျွန်တော်တို့ရဲ့ YouTube Channel နဲ့ Facebook Page လေးကို like and follow လေးလုပ်သွားဖို့တောင်းဆိုချင်ပါတယ်။သဘောကျနေတဲ့ဆိုရင်ကျွန်တော်တို့ရဲ့ video လေးတွေကို like and share လုပ်ပြီးလည်းကူညီသွားလို့ရပါတယ်။ Iruka ကပိုကာကိကိုနိလက်စာဖိတ်ကြွေးပြီး Instagram အဖွဲ့ရဲ့ဂျိုနဲ့ Kakashi အကြောင်းကိုမင်းနေပါတယ်။ Kakashi တို့ဘက်မှာတော့ Shinobi ဖြစ်ကနောက်ထွက်ရမှာဆိုတော့ Kakashi ရဲ့စကားကြောင့်တုံးရောသာပြဿနာဝန်းရှာကြပါတယ်။ Kakashi ကမင်းတို့စီမှာ Ninja တယောက်ဖြစ်ဖို့အရေးချင်းမရှိဘူးလို့ပြောတော့ Sasuke က Kakashi ကိုဖိတိုက်ပါတယ်။ဒါပေမဲ့ Kakashi ကလွယ်လွယ်ပဲ Sasuke ကိုဖမ်းချုပ်လိုက် လိုက်ပြီးနင်ဂျာဖြစ်လာဖို့လွယ်နေတယ်ထင်လားမေးလိုက်ပါတယ်တကယ်တော့အဖွဲတွေဖွဲ့ပြီးလေ့ကျင့်ရတဲ့ရည်ရွယ်ချက်ကဖွဲ့သားတွေတယောက်နဲ့တယောက်နားလည်မရှိလာပြီးဖွဲ့လည်းလုံဆောင်စေစင်လို့ဖြစ်ပါတယ်ခါခါရှိကသုံးယောက်ပေါ်မီတိုက်ရင်ခြူလုံးရနိုင်တယ်ပြောတော့ဆာကူရာကသုံးယောက်ပေါ်တိုက်လဲခြူလုံးကနှလုံးနဲ့ရှိတာမို့လို့တယောက်ကကျင်းစီပေါ်ကြမှာဖြစ်လို့စေဝန်ကွဲပြီးအဖွဲလည်းလုံဆောင်မှုမဖြစ်နိုင်ဘူးလို့ပြန်ပြောပါတယ်ခါခါရှိကဒီလေ့ကျင့်ခန်းကတယောက်နဲ့တယောက်ရှင်ပြိုင်နိုင်အောင်လုပ်ထားတာဖြစ်လို့ဒီလိုအခြေအနေမျိုးမှာကိုကိုကိုထက်အဖွဲလည်းလုံဆောင်ချက်တွေကိုဦးစားပေးရွေးချယ်တတ်ဖို့လေ့ကျင့်ပေးတာဖြစ်ပါတယ်ဆာကူရာကအငင်းအနှားမှာကတ်နေတဲ့နားတော်တို့ထက်ဆာစကဲအကြောင်းမစိတ်ဝင်စားနေခဲ့ တယ်။ Naruto ကလည်းအမြဲတမ်းမစင်မခြင်းပဲတယောက်တည်းလှုပ်ဆောင်ဖို့စဉ်းစားနေတယ်။ Sasuke ကြတော့လည်းကျန်တဲ့နှစ်ယောက်ကိုအရှုပ်ထုတ်လို့တတ်မှတ်ပြီးတယောက်တည်းတိုက်ခိုက်တယ်။ Ninja တယောက်ချင်းစီမှာသူမတူတဲ့အရေးချင်းတွေရှိပေမဲ့ Mission အတွင်းမှာဆိုရင်အဖွဲလေးလှုပ်ဆောင်ရတာမျိုးဖြစ်ပြီးတာဝန်တိုင်းကိုအသက်နဲ့ရင်မြှုပ်ကြရမှာလည်းဖြစ်ပါတယ်။ Kakashi ကကြော်ပြတစ်ချက်ပေါ်ကနာမည်တွေကိုပြပြီးအဲ့တွေကလူတွေအားလုံးကဒါကိုကာကွယ်ဆောက်ရှောက်တဲ့သူရဲ့ကောင်တွေဖြစ်ကြောင်းပြောတော့ Naruto လည်းသူလည်းအဲ့ကြော်တုံးမှာတူနာမည်ပေါအောင်လုပ်ဖို့ဆုံးဖြတ်ထားတယ်လို့ပြောပါတယ်။ Kakashi ကအဲ့ဒါတာမန်သူရဲ့ကောင်တွေမဟုတ်ပဲ Mission အတွင်းမှာကြာဆုံးတဲ့သူရဲ့ကောင်တွေလို့ပြောတော့၎င်းသားလည်းဘူးသွားပါတယ်။ Kakashi လည်းအခွင့်အရေးပေးတဲ့အနေနဲ့ ်နေလည်သာစားပြီးရင်ခြူလုံးကိုယူဖို့အခွင့်အရေးပေးမယ်လို့ပြောပါတယ်ဒါပေမဲ့စီကံဖောက်ပြီးတယောက်တည်းထမင်းခိုးစားဖို့လုပ်နေတဲ့နာရတိုကတော့စားခွင့်မပေးပဲတယောက်ယောက်ကသူ့ကိုကျွေးရင်စားဝမ်းကြမလို့ပြောပြီးထွက်သွားပါတယ်နာရတိုကမစားရလည်းဘာမှမဖြစ်ဘူးအော်နေပေးမယ်ဘိုက်တဲကတကူကူမြင်နေတာမို့လို့စာစကဲကပဲသူ့ထမင်းကိုနာရတိုကိုကျွေးဖို့လို့တော့စားကူတာကတားပါတယ်သုံးယောက်သားခြူလုံးကိုအတူယူရမှာဖြစ်လို့နာရတိုဘိုက်စားနေရင်သူတို့အတော်လည်းအနောက်ရှက်ဖြစ်လိမ့်မယ်လို့ပြောတော့စားကူရာနဲ့နာရတိုကိုသူ့ထမင်းကိုကျွေးလိုက်ပါတယ်အဲအခိုက်အတန့်ကသူတို့သုံးယောက်လုံးကြမှာပထမဆုံးအချိန်ဖြစ်တင်းလိုက်ဖွဲ့ဆိုတဲ့ခန်းစားချက်ကိုရခဲ့ပါတယ်ပူကာကဲကအီရူကာကိုခါခါရှိတဲ့ခြူလုံး ဆောင်မွန်အောင်စင်းကိုပြလိုက်ပါတယ်။တကယ်တော့ဆောင်မွန်အွန်လိုင်းကြီး33ရာခိုင်နှုန်းမှရှိတယ်ဆိုတော့ခါခါရှိရဲ့ဇကာကချော့ပေါ်ပြောခဲ့တာဖြစ်ပြီးတမိုင်းမှာခါခါရှိရဲ့စံသက်ချက်ကိုအောင်တဲ့သူတယောက်မှမရှိဘူးဖြစ်ပါတယ်။ဒုတိယဆိုသလိုထမင်းစားနေတဲ့၃ယောက်ရှိကိုခါခါရှိကရောက်ချလာပြီးမင်းတို့အလုံးဆောင်မွန်အွန်လိုင်းလို့ပြောပြီးမင်းတို့မတိုင်ခင်ကလူတိုင်းကငါပြောတဲ့အတိုင်းလုပ်ခဲ့ကြတယ်လို့ပြောပါတယ်။မင်းကြလောကမှာစီမင်းစည်းကမ်းကိုချော့ပေါ်တဲ့လူကစံအုံမျိုးလေးဖြစ်ပြီးငွေချင်းကိုပြစ်ထားတဲ့သူကမှမိုက်ထက်ဆိုတဲ့ကောင်ဆိုပြီးပြောပါတယ်။ခါခါရှိကလည်းစံသက်ချက်အောင်လို့တဲ့သူတပည့်တွေကိုမနေ့ပြန်ကစားပြီးတင်းဆက်ဖက်ရဲ့မရှင်တွေကိုစားလို့တော့မယ်လို့ပြောပြီးနောက်တော့ကိုကျုံးမပြီးပဲအိမ်ပြန်သွားကြ ြပါတယ်။ကာကာရှိရဲ့စံသက်ချက်ကိုအောင်မြင်ပြီးသင်္ဆေဗန်ရဲ့အဖွဲ့ဝင်တယောက်ဖြစ်လာတဲ့အူဇူမာကိနာရတိုလည်းနင်ဂျာတယောက်ဖြစ်လာရတာကိုပြောရှင်းနေပေမဲ့အရှိမဘလူတာဝင်တွေကနာရတိုကိုစောင့်မျှော်နေမလဲဆိုတာကိုတွေးရင်းနဲ့ပဲနာရတိုမန်ဂါဗိုလုမ်2ချက်တာ1ကဒီညမှာဆုံးသက်ထားပါတယ်။